အပြုတ်မှုတစ်ခုကြောင့်ခင်ပေါ်မတော်ရတာကံကောင်းတယ်ဆိုပြီးလူပြောများနေတဲ့ပိုင်တကွန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် M Sally Fish ကနေပြီးတော့ပြန်လဲချိုးဆိုလိုက်ပါတယ်ပိုင်တကွန်ကရုပ်ရည်ချုံမောပြီးတော့တောင်တင်တဲ့ခန္ဓာကိုယ်ကြောင့်အပြုတ်မတီတွေဝိုင်းဝိုင်းလည်နေတဲ့အမျိုးသားတစ်ယောက်ဖြစ်ပါတယ်မြန်မာနိုင်ငံအမျိုးသမီးတူကြီးဆိုရင်လေပိုင်တကွန်လို အမျိုးသားအဖြစ်တော်ကျင်လိုက်တာဆိုပြီးတော့ကြိုက်ကြတာဖြစ်ပါတယ် ပိုင်ဒဂွန်တယောက်တည်းဘဝကိုဆွန့်လွတ်ပြီးတော့မလင်းမြဖူးကိုလက်ထက်ခွင့်တောင်းတဲ့အချိန်မှာလဲအမျိုးသမီးသူကြီးကအသေးကွဲကြရသေးတာပါပိုင်ဒဂွန်ပိုင်ရှင်ရှိသွားတဲ့အပေါ်မှာနှမျောတသဖြစ်နေကြတဲ့အမျိုးသမီးသူကြီးကလက်တလုံးမှာတော့အပြောင်းလဲမြန်ပြီးတော့ခင်ပိုးမတော်ရတာတောင်ဂန်ကောင်းနေဆိုပြီးတော့ဖြစ်နေကြပါတယ် ဘိုင်းဒဂွန်ရဲ့ဇနီးမဖြစ်ရလို့တော်သေးတယ်။ချစ်သူမဖြစ်ရလို့တော်သေးတယ်ဆိုပြီးတော့ဘိုင်းဒဂွန်ကိုအပီအပြင်ကိုဖဲ့နေကြတာပါ။အမျိုးသမီးတို့ကြီးကြားမှာအခုလိုလူပြောများသွားရတဲ့အကြောင်းရင်းကတော့ဘိုင်းဒဂွန်ရဲ့အပြုအမူတွေကြောင့်ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာဘိုင်းဒဂွန်က သူ့အိမ်မှာနေထိုင်ဖြတ်သန်းတဲ့ပုံစံကိုချပြလာခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းပိုင်တကုံးကတီလေးတွေကိုချစ်တဲ့သူတယောက်ဖြစ်ပါတယ်။သူ့အိမ်မှာဆိုလဲအကောင်လေးတွေမျိုးစုံရှိတာပါ။ခွေးလေးတွေလည်းချစ်သလိုကြောင်၊မွေပါပုတ်တင်ညိုတွေကိုလည်းမွေးထားတာဖြစ်ပါတယ်။ပိုင်တကုံးကတီလေးတွေမျိုးစုံကိုချစ်တတ်တာပါ။ ပေးခဲ့တဲ့ရက်မှာတော့နောက်ထပ်တိုးပြီးတော့ချက်ရတော့မဲ့ဒါလီတကောင်ကိုမိတ်ဆက်ပေးလာခဲ့တာပါ။ဒါလီကတော့တခြားအကောင်မဟုတ်ပဲဖားဖြစ်နေခဲ့တာပါ။အဝါရောင်ဖားဝါတတုတ်ကြီးကိုဘိုင်းတကောင်မွေးထားတာဖြစ်ပြီးတော့ချင်းမဝဖြစ်လို့နေတာပါ။ဘိုင်းတကောင်ကဖားလေးကိုခွေးလေးတွေ၊ကြောင်လေးတွေကိုချက်တလို့မျိုးအရန်ကိုချက်နေတာဖြစ်ပါတယ်။ဖားကိုပေါင်ပေါ်တင်ပြီးတော့ လက်နှစ်ဖက်ကိုတင်လိုက်မြောင်းလိုက်ဆော့ကစားနေတာဖြစ်ပါတယ်။ဒါအပြင်ဖားကိုလက်နှစ်ဖက်နဲ့ကင်ပြီးတော့ဘိုက်ဒီကိုဖိလိုက်ဒီလိုချက်မဝတယုတ္တိယဖြစ်နေတာပါ။ဘိုင်းဒဂုံလုံးချင်တိုင်းလုံးနေတာကိုခံနေရတဲ့ဖားလေးကတော့စိတ်ရှုပ်တဲ့ပုံစံကြီးဖြစ်နေတာပါ။ဒါကိုသိတဲ့ဘိုင်းဒဂုံကစိတ်မညစ်ပါနဲ့ဖဖားရဲ့အရန်ချလို့ပါဆိုပြီးတော့သူသိချရတဲ့ဖားလေးကိုပြိတ္တိတိအောင်လို့ပြလာခဲ့ရလဲဖြစ်ပါတယ်။ ဖားတကောင်ကိုကလေးတယောက်လိုအနီးကပ်ချစ်ပြီးတော့နမ်းမလို့အထီလုံးနေတဲ့ပိုင်တကုံရဲ့အပြုတ်မူဟာဖားကိုယွန်ရှာကြောက်ရှာတဲ့အမျိုးသမီးတွေအတွက်ကတော့မျိုးလုံးပြူးစရာဖြစ်သွားပါတယ်။ဖားကိုတော်တော်များကြောက်ကြသလိုမကင်ကျင်ကြပါဘူး။ဒါပေမဲ့ပိုင်တကုံကတော့ဖားကိုချစ်ပြပြီးတော့ဘာလီနာကက်လိုက်လုံနေတာကြောင့်အံ့အားသင့်နေကြတာဖြစ်ပါတယ်။ တီလေးတွေမျိုးစုံကိုချက်တက်တဲ့အပြင်ဖားပါမကျန်အနီးကပ်ခေါ်ထားတဲ့ပိုင်တကွန်ရဲ့အချက်အနေကအမျိုးသမီးတယောက်အနေနဲ့အတူနေဖို့ခဲရင်နေဆိုပြီးတော့မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူ့ကိုချက်တဲ့အမျိုးသမီးတချို့က ဘိုင်ဒကိုနဲ့ရည်စားမဖြစ်တာကံကောင်းတယ်ဆိုပြီးတော့စားနောက်နေကြတာဖြစ်ပါတယ်။ဒါအပြင်ခင်ပွန်းဖြစ်တော်မဲ့မလင်းမြဖူးကိုလည်းချီးကျူးနေကြတာဖြစ်ပါတယ်။တကယ်လည်းပဲတော်ယုံအမျိုးသမီးနေနဲ့ဆိုရင်တော့ဘိုင်ဒကွန်ကိုလက်ခံနိုင်ဖို့ခက်ပါတယ်။မလင်းမြဖူးကတော့အခုလိုတီလေးမျိုးစုံကိုချစ်တက်ပြီးတော့အနီးကပ်နေတဲ့ဘိုင်ဒကွန်ရဲ့ဇယိုက်တွေကိုလက်ခံနိုင်ပြီးတော့ချစ်ပေးနိုင်တာဖြစ်ပါတယ်။အခုလိုကြောက်စရာကောင်းတဲ့အတီမျိုးစုံမွေးတာကိုမိခင်ဖြစ်သူအောင်ဒီမခံနိုင်ပါဘူး။ဒါကြောင့်မို့နေ့စဉ်အတူနေရမယ့် စနီးဆိုရင် အများကြီးကိုတီးခတ်ရမှာပါပရိသတ်ကြီးရော ပိုင်ဒဂုံလိုအမျိုးသားကိုခင်ပွန်းတော်ကြလားဆိုတာကောမလီထဲမှာပြပြပေးခဲ့ပါအောင်ဆုံးဒီတရှိပေးတဲ့အတွက်လဲပရိသတ်တယောက်ချင်းစီတိုင်းအောင်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်